မ္မနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါဒီကနေ့မေလ28ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အာဆီယံဘုံသဘောတူညီချက်ကိုမလိုက်နာဘဲအရက်သားတွေကိုတိုက်ခိုက်မှုလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအနေနဲ့အရေးယူဖို့အထူးလိုအပ်နေပြီလို့သမရာယုံပြောရေးဆိုခွင့်ရှိသူပြောကြားလိုက်တဲ့တဲ့င်။ရန်ကုန်တိုင်းပကဖတ်တပ်ဖွဲ့1ရဲ့အပတ်စဉ်3အခြေခံစစ်တင်တန်းမှာအသက်16နှစ်ကနေအသက်40အထိအမျိုးသားရောအမျိုးသမီးတွေပါတက်ရောက်ခဲ့တဲ့တဲ့င်။မကွေးထောင်မှာနိုင်ငံရေးအကျဉ်းသား200ကျော်တိုက်ပိတ်ခံထားရပြီးစေကူတာခွင့်မရတဲ့တဲ့င်။ ABSDF ဘ ਹੁ စစ်ကော်မရှင်နဲ့လူမှုဒေါ်လာရေးမဟာမိတ်အင်အားစုမကွေးဘ ਹੁ ကော်မတီတို့တွေ့ဆုံဆွေးနွေးတဲ့တဲ့င်။ စလင်းမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကအင်အား250ခန့်ပါစစ်ကြောင်းနဲ့73ရက်ကြာစစ်ကြောင်းထိုးပြီးပြည်သူတွေကိုတပ်ဖြတ်တာနေအိမ်တွေကိုမိရှုဖျက်ဆီးတာတွေလှုပ်ဆောင်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်ဒေါ်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်။အာဆီယံဘုံသဘောတူညီချက်ကိုမလိုက်နာဘဲအရက်သားတွေကိုတိုက်ခိုက်မှုလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအနေနဲ့အရေးယူဖို့အထူးလိုအပ်နေပြီလို့သမရယုံပြောရေးဆိုခွင့်ရှိသူပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံဘုံသဘောတူညီချက်ကိုမလိုက်နာဘဲအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုအာဆီယံအနေနဲ့အရေးယူဖို့အထူးလိုအပ်နေပြီလို့သမရယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားလိုက်ပါတယ်။ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်း press briefing အစီအစဉ်17မြင်းဆောင်2025ကိုဒီကနေ့မှထုတ်လွှင့်ခဲ့ရာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ပထမဆုံးအနေနဲ့၄၆ကျွန်းမြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုကြိုဆိုပါကြောင်းပြောကြားလိုပါတယ်။တစ်ချိန်တည်းမှာ2021ခုနှစ်ကတည်းကအာဆီယံကထုတ်ပြန်ထားတဲ့အချက်၅ချက်မှာပထမအဦးဆုံးအချက်ဖြစ်တဲ့ cessation of violence ကို မလိုက်နာဘဲမြန်မာနိုင်ငံအတွင်းမှာအရတားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတဲ့စစ်ကောင်စီကလိုက်နာဖို့အာဆီယံအနေနဲ့အရေးယူကြိုးပမ်းဆောင်ရွက်မှုပေးဖို့အထူးလိုအပ်လာနေပြီဖြစ်ကြောင်းကိုပြောကြားလိုပါတယ်။ အာဆီယံပါဝင်အိန္ဒိယနိုင်ငံများနဲ့နိုင်ငံတကာတိုင်းဝိုင်းဟာစစ်ကောင်စီရဲ့အတုအယောင်ဟန်ဆောင်လူသားချင်းစာနာမှုအပြစ်ခတ်ရက်စဲရေးပေါ်မှာဆက်လက်ပြီးယုံကြည်မှုပေးနေဖို့မဖြစ်နိုင်တော့ပါဘူးမေလ၁၂ရက်နေ့ကစကိုင်းတိုင်းအိုရင်တင်ကျွော်စာတင်ကြောင်းကို Jet Fighter နဲ့ဘုံကျတိုက်ခိုက်လို့ကျောင်းသားလူမမယ်များနဲ့ဆီယာမများအပါအဝင်အ ਨੇ စုံ24ဦးတည်ကြည်ခဲ့ရပြီး တရားကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာဟာစစ်ကောင်စီရဲ့ရက်သားပြစ်မှတ်တွေတိုက်ခိုက်မှုတွေထဲကခိုင်မာတဲ့တပ်တွေတာတကထုပဲဖြစ်ပါတယ်။အရက်သားတွေစာတင်ကြောင်းဈေးရုံဈေးကနေမှချမ်းဘုံကျက်တိုက်ခိုက်မှုတွေနဲ့စစ်ကောင်စီထံလေရင်စီရောက်ဝင်နေတာတွေကိုပြင်းထန်စွာစန့်ကျင်ပြီးအဲဒီလိုမလုံနိုင်အောင် လက်တွေ့ကျပြီးထိရောက်တဲ့ဖိအားပေးအရေးယူမှုတွေ ဆောင်ရွက်သင့်ပါတယ်။အာဆီယံအနေနဲ့လူသားချင်းစာနာမှုအကူအညီပေးရတဲ့ပတ်သက်ပြီးအထူးတလည်းအားထုတ်ကြိုးပမ်းဆောင်ရွက်နေတာတွေကိုကျွန်တော်တို့အတိအမှတ်ပြုကြိုဆိုပါတယ်။သို့တော်လည်းစစ်ကောင်စီနဲ့သာပူးပေါင်းဆောင်ရွက်နေတာဆိုရင်ထိရောက်တဲ့ကူညီမှုမျိုးမဖြစ်လာပဲတပ်တွေတာတကအမြောက်အများကပြတ်သားနေပါတယ်။ဒါကြောင့်စစ်ကောင်စီတခုတည်းနဲ့ဆက်သွယ်ဆောင်ရွက်တာမျိုးမဟုတ်ပဲအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့တိုင်းပင်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်သင့်ပါတယ်ဒါအပြင်ဥကြောစောကငလျင်ဘေးတင်ဒေတာတွေကို AHA စင်တာအကူအညီပေးတဲ့ကိစ္စတွေမှာအမျိုးသားညီညွတ်ရေးအစိုးရစိုးမိုးထိန်းချုပ်တဲ့ဒေတာတွေကပြည်သူတွေထိရောက်တဲ့အကူအညီကိုမရရှိသေးဘူးလို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဘုံရည်တီချက်သဘောထားများပေါ်ပေါက်နိုင်ရေးတော်လှန်ရေးအင်အားစုများအချင်းချင်းတွဲဆုံဆွေးနွေးနိုင်မဲ့အခင်းချင်းများဖြစ်ပေါ်လာရေးကိုအာဆီယံအနေနဲ့ဥစွာအကူအညီပေးတင်တယ်လို့ဆိုပါတယ်။ မိမိတို့တော်လှန်ရေးအင်အားစုများရဲ့ညီညွတ်စုစည်းမှုမှတစဉ်တိုင်းပြည်အတွက်ရေရှည်ခံတဲ့ပြည်လည်မှုအဖြစ်ကိုရှာဖွေခြင်းဟာအာဆီယံအဖွဲ့ကြီးကအစဉ်တစိုက်ပြောဆိုထောက်ပြထားတဲ့မြန်မာအုံမြန်မာလက်နီလံပဲဖြစ်တယ်။အတင်းကျပ်ဖိအားပေးပြီးစိတ်ဆက်ဆွေးနွေးစေခြင်းဖြင့်အပြစ်ခတ်ရစဲစေခြင်းကရေရှည်မှာပြည်တနာပြည်လည်ရေးကိုအထောက်အကူဖြစ်မှာမဟုတ်ဘူးဆိုတာနဲ့မြောက်ပိုင်းမှာအိန္ဒိယချင်းနိုင်ငံတစ်ခုကတစ်ဖက်သက်ဖိအားပေးဆောင်ရွက်နေတာတွေကစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုအတွက်အထောက်အကူမဖြစ်စေနိုင်ဘူးလို့ဦးကျော်စောကပြောပါတယ်။ ဒါအပြင်အာဆီယံအနေနဲ့ရေဒိုအပြင်ရေရှည်ညှိနှိုင်းမှုရန်နေရာတစ်ခုတည်ဆောက်ရေးကိုလည်းအလေးထားပြီးလှုပ်ဆောင်တဲ့နယ်ဆိုတာနဲ့အလှည့်ကျဥက္ကဋ္ဌများကမိမိတို့အလှည့်ကျတဲ့တဒံအတွင်းဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲအာဆီယံတစ်ခုလုံးအနေနဲ့ရေရှည်ထိတွေ့ဆက်ဆံမှုရန်နေရာတစ်ရပ်ကိုထူထောင်ထားသင့်ပြီးအဲ့ဒါမှကြိုးပမ်းဆောင်ရွက်မှုတွေကအလှည့်ကျနိုင်ငံများပြောင်းသွားတော်လဲတသမတ်သေးဖြစ်နေမှာဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ ရန်ကုန်တိုင်းပကဖတပ်ဖွဲ့တည်းရဲ့အပတ်စဉ်3အခြေခံစစ်တပ်နဲ့မှအသက်19နှစ်ကနေအသက်40အထိအမျိုးသားရောအမျိုးသမီးတွေပါတက်ရောက်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရန်ကုန်တိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တည်းရဲ့အပတ်စဉ်3အခြေခံစစ်တပ်နဲ့မှအသက်19နှစ်အရွယ်ကနေအသက်40အရွယ်အထိအမျိုးသားရောအမျိုးသမီးတွေပါတက်ရောက်ခဲ့ကြတယ်လို့အဆိုပါအဖွဲ့ရဲ့တဲ့ရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိန်းက PPTV ကိုပြောပါရယ်။ အဟုတ်ကဲ့ကျွန်တော်တို့ဒီအခြေခံစစ်တင်တာမှာဘယ်လိုပညာရပ်တွေပါဝင်လဲဆိုရင်ကျွန်တော်တို့ဒီဟိုဒီစစ်လက်နက်ပိုင်းဆိုင်ရာဒီအခြေခံတွေအဲကျွန်တော်တို့ဒီစေပြဒီရည်ရည်မှုတွေပေါ့နော်နောက်ပြီးတော့ဒီခက်ခဲပြက်ကြော်တွေဒီခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာတွေအဲနောက်ပြီးတော့ကျွန်တော်တို့ဒီစစ်တီတယောက်ရဲ့တည်တင်တည်ထိုက်တဲ့ကျွန်တော်တို့ဒီစစ်တီကျင်းဝတ်တွေအဲတခြားသောဒီဟို နိုင်ငံရေးအရာတို့ဒီတော်လိုင်းအရာတို့တခြားတည်တင်တည်ထိုက်တဲ့အရာတွေတော့ကျွန်တော်တို့အထည်သွင်းလေ့ကျင့်မှုတွေရှိပါတယ်ဗျ။အဲနောက်ပြီးပဲဒေတာတွေကဆက်သွယ်ဝင်ရောက်လာတဲ့လူတွေလည်းဆိုရင်ကျွန်တော်တို့အများစုကတော့အဲကျွန်တော်တို့ရန်ကုန်ကတော့များတယ်ဗျ။ရန်ကုန်ရှိမှာကျွန်တော်တို့ AR တွေတို့အဲဒီဝင်းကျင်တွေပါပဲ။အဲနောက်ပြီးတော့ဒီဘလို့ချက်တွေကြောင့်ဆက်သွယ်ဝင်လာတယ်လဲဆိုရင်တော့အဲတချို့တွေကတော့ဒီစစ်မှုထမ်း ဒီဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာအဲဝင်လာတဲ့လူတွေရှိတယ်အဲတချို့ကြတော့လည်းသူတို့ရဲ့တကယ်ဟိုဒီခံယူချက်ကြောင့်ဝင်လာတဲ့လူတွေလည်းရှိပါတယ်ခင်ဗျအဲဒီဝင်လာတဲ့လူတွေတဲမှာဆိုရင်ကျွန်တော်တို့လူငယ်ပိုင်းတွေပါတယ်ဥမာကျွန်တော်တို့16 20တွေကစလို့အဲဘယ်လောက်ထိပါလဲဆိုရင်ကျွန်တော်တို့အသက်40 40ကျော်ကျော်လေးတွေအထိဟိုပါပါသေးတယ်အဲနောက်ပြီးမျိုးသားကြီးပဲတော့မဟုတ်ဘူးကျွန်တော်တို့မျိုးသမီး တွေလည်းပါပါတယ်ဗျအဲဟုတ်ကဲ့ပါရန်ကုန်တိုင်းစစ်ဌာနပြည်သူ့ကာကွယ်တပ်ဖွဲ့၁ရဲ့အပတ်စဉ်၃အခြေခံစစ်တင်တန်းစင်ပွဲကိုမေလ၂၆ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီးနေမြေရဲ့စီရေးအခြေအနေအရအချင်းချင်းပြုလုပ်ခဲ့တယ်လို့ရဲဘော်ကိန်းကပြောပါတယ်အခြေခံစစ်တင်နန်းစင်းပွဲအခမ်းအနားမှာတက်ရောက်လာကြတဲ့တာဝန်ရှိသူတွေနဲ့တင်နန်းစင်းရဲဘော်တွေကအလံတော်အလေးပြုတာနဲ့တစ္ဆာအဋ္ဌံရွတ်ဆိုတာဒုတရင်မှုမှတင်နန်းစင်းရဲဘော်များအားတစ္ဆာရေးတိုက်တာ တပ်ဖွဲ့တာဝန်ခံကိုမီဘွားတရင်မှုကိုရ ेंजर ဒုတရင်မှုကိုမင်းထင်တက်ခွဲနှစ်တက်ခွဲမှုကိုနန္ဒတို့အသီးသီးမှတင်နှဆင်းရဲဘော်များအားအမှားစကားပြောကြားတာတွေပြုလုပ်ခဲ့ပါတယ်တင်နှဆင်းဘွဲအခမ်းအနားကိုတပ်ဖွဲ့တာဝန်ခံတရင်မှုဒုတရင်မှုတက်ခွဲ1နှစ်3ခွဲမှုတွေနဲ့သက်ဆိုင်ရာတာဝန်ခံတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်မကွေးထောင်မှာနိုင်ငံရေးအကျဉ်းသား200ကျော်တိုက်ပိတ်ခံထားရပြီးစေကူတာခွင့်မရတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ် အကြံဖတ်စစ်ကောင်စီရဲ့မကွေးအချင်းထောင်မှာမတရားထိမ့်သိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသား200ကျော်တိုက်ပိတ်ခံထားရပြီးစေကူတာခွင့်မရဖြစ်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံကသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ13ရက်နေ့ကမကွေးထောင်ရှိမှာအကြံဖတ်စစ်ကောင်စီတပ်သားများနဲ့ local PDF အဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ရာထောင်ဝင်တန်းများမှထောင်မူးဝါနဲ့ကင်းမျောစင်ပေါ်ကတနက်ပစ်ခတ်မှုကြောင့်ထောင်တမာယုံမှာနေထိုင်တဲ့နိုင်ငံရေးအကျဉ်းသားအနည်းဆုံး2ဦးသေဆုံးခဲ့ပါဗျ။ တိုက်ပွဲဖြစ်ခဲ့တဲ့ကိစ္စမှာနိုင်ငံရေးအကျဉ်းသားများပါဝင်တယ်လို့ထောင်အာဏာပိုင်များကဆွဆွဲပြီးနိုင်ကျင်း400ကျော်ကိုမြေပြင်ဝန်လျားမှောက်ကိုင်းကရိုက်နှက်ခဲ့မှုကြောင့်6ရောက်တင်မာတို့မှရိုက်နှက်ခံရတဲ့ဒဏ်ရာများနဲ့တနတ်ဒဏ်ရာများရရှိခဲ့တယ်လို့ဆိုပါရယ်။ရိုက်နှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားများထဲမှဦးဝင်းဝင်းနဲ့ကိုဖြိုးတို့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိပြီးထောင်အာဏာပိုင်များကရိုက်နှက်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသား200ကျော်ဟာစေကူတာကွင်းကိုပိတ်ပင်ခံထားရတယ်လို့တိုက်ပိတ်ခံထားရတာတလားကျော်ကြာမြင့်နေတယ်လို့ပြောပါရယ်။ ဒါ့အပြင်ထောင်ဝင်စာတွေ့ခွင့်ကိုလည်းလုံးဝပိတ်ပင်ခံထားရတာနဲ့တိုက်ပွဲဖြစ်စဉ်မှာပေါဝင်ခဲ့တယ်လို့စွပ်စွဲခံရတဲ့နိုင်ငံရေးအကျဉ်းသားများရဲ့မိသားစုဝင်များမှပေးပို့တဲ့ထောင်ဝင်စာပါဆယ်ပို့ခွင့်ကိုပါပိတ်ပင်ခံထားရတာပါတိုက်ပွဲဖြစ်ပွားပြီးတဲ့အချိန်မှာအခုထိနိုင်ငံရေးအကျဉ်းသားများရေတံများမရရှိဘဲရေကိုဈေးကြီးပေးဝယ်တောက်နေရတာတိုက်ခန်းအတွင်းကအိမ်သာရေကိုချိုးနေရပါတယ်အကြံဖတ်စစ်ကောင်စီလက်အောက်ခံမကွေးအကျဉ်းထောင်ဝန်ထမ်းများကနိုင်ငံရေးအကျဉ်းသားများအပေါ် တရားမဲ့စွာပြုကျင့်နေမှုများကလူ့အခွင့်အရေးကိုပေါ်တင်ချိုးဖောက်နေပြီးထောင်အာဏာပိုင်များအနေနဲ့ရင်းတို့ပြုလုပ်ခဲ့တာတွေကိုအပြည့်အဝတာဝန်ယူရမယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။ ABSDF ဗဟိုစစ်ကော်မရှင်နဲ့လူမှုတော်လှန်ရေးမဟာမိတ်အင်အားစုမကွေးဗဟိုကော်မတီတို့တွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌရဲဘော်တန်ခဲဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ လူရုဒေါ်လာရေးမဟာမိတ်အင်အားစုမကွေးဥက္ကဋ္ဌရဲဘော်နေမွန်ဦးဆောင်နဲ့ဗဟုကော်မတီအဖွဲ့ဝင်တို့အကြားပထမကြိမ်တွေ့ဆုံမှုကိုအွန်လိုင်းမှတဆင့်မေလ25ရက်နေ့ကပြုလုပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါဗျ။ဆွေးနွေးပွဲမှာနေဦးဒေါ်လာရေးကာလ2021မှ2025အတွင်းနိုင်ငံရေးဖြစ်ထွန်းမှုအခြေအနေတွေကိုလည်းသုံးသပ်ခဲ့ကြပြီးဆေးရနာရှင်စနစ်တိုက်ဖျက်ရေးနိုင်ငံရေးစည်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေအားကောင်းလာစေဖို့အတွက်လက်တလောလုပ်ငန်းစဉ်ရှေ့လုပ်ငန်းစဉ်တွေကိုလည်းနှစ်ဖက်အပြန်အလှန်ဆွေးနွေးပြီးအမြင်ဖလှယ်ခဲ့ကြတယ်လို့သိရပါဗျ။ အထူးသဖြင့်ပြန်ကျဲနေတဲ့လက်နက်ကင်တော်လန်ရေးအင်အားစုအဖွဲ့အစည်းအသီးသီးကိုစုစည်းရေးနဲ့မဟာမိတ်ဆိုင်ရာစုဖွဲ့တိဆောက်ရေးလုပ်ငန်းစဉ်တွေလိုအပ်တဲ့အချက်ကိုအလေးထားပြီးရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ပူရဲသတင်းထုတ်ပြန်ထားပါတယ်။မြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကအင်အား250ခန့်ပါစစ်ကြောင်းနဲ့73ရက်ကြာစစ်ကြောင်းထိုးပြီးပြည်သူတွေကိုတပ်ဖြတ်တာနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေလှုပ်ဆောင်ခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ မကွေးတိုင်းမင်းဘူးခရိုင်ဆလင်းမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကအင်အား250ခန့်ပါစစ်ကြောင်းနဲ့မေလ23ရက်နေ့ကနေ25ရက်နေ့အထိ73ရက်ကြာစစ်ကြောင်းထိုးပြီးပြည်သူတွေကိုတပ်ဖြတ်တာနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေတောက်လျှောက်လုဆောင်ခဲ့တယ်လို့မင်းဘူးခရိုင်အမှတ်9တရင်ထံမှသိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ပကုတ်ကူတပ်မ101ခလာရ255တရင်ပြူပူးပေါင်းအင်အား250ခန့်ကဆလင်းမြို့နယ်ကနေ အနောက်ကံပေါင်းလမ်းအတိုင်းဝမ်းပြကျေးရွာဘက်ကစစ်ကြောင်းထိုးလာတာဖြစ်ပြီးစလင်းမျိုးနယ်အတွင်း73ရက်ကြာမှွေနှောက်ဖြစ်စည်းတပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့တာပါစလင်းမျိုးနယ်အတွင်းကျေးရွာများအားဝင်ရောက်မှွေနှောက်ဖြစ်စည်းကကျေးရွာများအားမိရှုဖြစ်စည်းခြင်းပြည်သူများအားတပ်ဖြတ်မိရှုခြင်းပြည်သူပိုင်းနေအိမ်များအားမှွေနှောက်ကာပစ္စည်းများယူဆောင်ခြင်းများပြုလုပ်သွားတယ်လို့မေမူးခရိုင်အမှတ်၅တရင်ကပြောပါတယ်အဲ့ဒီစစ်ကြောင်းကို PDF နဲ့ပကဖပူပေါင်းတက်တွေက တိုက်ခိုက်မှုတွေတောက်လျှောက်ပြုလုပ်ခဲ့ရာအကြမ်းဖက်စစ်သား30ခန်းအထိတေဆုံးခဲ့တယ်လို့လည်းမင်းမှုခရိုင်စစ်ဌာနမင်းမှုခရိုင်အမှတ်၅တရင်ကအသိပေးထားပါတယ်။အကြမ်းဖက်စစ်ကြောင်းကိုမင်းမှုခရိုင်အမှတ်၅တရင်နဲ့အခြားမဟာမိတ်တွေကမေလ15ရက်ညနေပိုင်းမှာပိန်းနေပင်ငါးလင်ပန်းကြေးရွာရောက်စဉ်ဒရုန်းဘုံးသီးအကြီးနှလုံးဖြင့်ဘုံးသီးချတိုက်ခိုက်မှုတစ်ကြိမ်မေလ16ရက်နေ့ညအုပ်ပိုင်းမှာ60မမကွန်မန်ဒိုစိန်ပြောင်းဖြင့်ပစ်ခတ်မှုတစ်ကြိမ် မေလ19ရက်နေ့မွန်လွဲ12နာရီကနေညနေ3နာရီအထိဂွေကုံငတန်းကောင်းကြီးရွာတရားမြောက်ဖက်ချမ်းမှာ ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုတစ်ကြိမ်မေလ22ရက်နေ့မနက်10နာရီကနေညနေ9နာရီအထိဂွေကုံငတန်းကောင်းကြီးရွာအနီးမှာထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုတစ်ကြိမ်မေလ23ရက်နေ့မှာစနေကြောင်နဲ့ရွေကူကြီးရွာကြားထိတွေ့တိုက်ပွဲတစ်ကြိမ်တိုက်ခိုက်ခဲ့ကြပါတယ်ထိခိုက်တိုက်စုံမှုတွေရှိနေတဲ့အဲ့ဒီစစ်ကြောင်းကဥဒေကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး ဤသူတွေရဲ့ပစ္စည်းကိုဖျက်ဆီးနေစဉ်မေလ24ရက်နေ့မွန်းလွဲ3နာရီခန့်မှာမေမှုခရိုင်အမှတ်9တရင်နဲ့အခြားမဟာမိတ်တွေဖြစ်ကြတဲ့ဘာမအာမီမကွေးတိုင်းအထူးလှုပ်ရှားမှုတရင် SR7 မကွေးပကဖစစ်ကြောင်းရေနတာကော်လန်ဆလင်းမြို့နယ်ပကဖပကုတ်ကူခရိုင်အမှတ်16တရင်ပောက်တောင်ပိုင်းကျမ်းမာရေးနယ်သူနာပြုအဖွဲ့တို့ပူးပေါင်းပြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာအကြမ်းဖက်စစ်သား30ခန့်ထိသေဆုံးခဲ့တယ်လို့သိရပါဗျ။အထိနာသွားတဲ့အကြမ်းဖက်စစ်ကြောင်းက ။ဦးတည်ကြီးရွာကနေလင်းစင်းဘက်ကမေလ25ရက်နေ့မှာစုတ်ခွာသွားတယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဝင်ရောက်စဉ်အတွင်းမှာ ပြည်သူ6ဦးအထိတပ်ဖြတ်ခံခဲ့ရတာဖြစ်ပြီးစစ်ကြောင်းတလျှောက်ကြီးရွာတွေကိုမီးရှို့ဖျက်ဆီးတာပြည်သူတွေရဲ့ပစ္စည်းတွေကို အတင်းအဓမ္မယူဆောင်တာတွေလှုပ်ဆောင်သွားတာပါ။ဒါအပြင်အကြမ်းဖက်စစ်တပ်က 73ရက်အကြာစစ်ကြောင်းထိုးနေစဉ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။တိုက်ပွဲတွေအတွင်းတော်လန်ရေးရဲဘော်တို့ရွရွချွန်ချွန်တိုက်ပွဲဝင်ရင်းတိုင်းပြည်နဲ့ပြည်သူအထွတ်အသက်ပေးလူခဲ့တယ်လို့မင်းမှုခရိုင်အမှတ်၅တရင်ထမသိရပါဗျ။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမုံရေလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါဗျ။ ကချင်ပြည်နယ်ဖားကန့်တပိတ်အင်အားစုကဥဆောင်ပြီးအပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်းရဲ့ပုံမှ33ရာအကြံဖတ်စစ်ကောင်စီကိုချက်ချင်းအရေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုဒီကနေ့မှ ပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကဖားကန့်မြို့နယ်မော်လဲတပိတ်စစ်ကြောင်းတာမကန်တပိတ်အင်အားစု Vote ILO Article 33 to Safe Life ဆိုတဲ့စာသားတွေကိုကင်ဆယ်ပြီးအကြံဖတ်စစ်တပ်ကြာရှုံးရေးနဲ့ KIA PDF NUG တို့ကိုထောက်ခံကြောင်းဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ စကိုင်းတိုင်းရွှေဘိုမြို့နယ်တပိတ်အင်အားစုကဥဆောင်ပြီးအပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့စည်းရဲ့ပုံမှ33အရအကြံဖတ်စစ်ကောင်စီကိုချက်ချင်းအရေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက vote ILO article 33 to save life ဆိုတဲ့စာသားကိုကင်ဆယ်ပြီးဆန္ဒပြချီတက်ခဲ့ကြတာပါ။စကိုင်းတိုင်းစလင်းကြီးမြို့နယ်လက်ဗရောင်းတောင်ဒေသခံပြည်သူတွေကအပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့စည်းရဲ့ပုံမှ33အရအကြံဖတ်စစ်ကောင်စီကိုချက်ချင်းအရေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဇနပြတော်လံပြည်သူတွေက4 ILO article 33 to save life ဆိုတဲ့စာသားကိုကန်ဆွဲပြီးဇနပြချီတက်ခဲ့ကြတာပါဒေသခံတော်လံပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတွေကနေပဲဇနပြတပိတ်ကိုပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်ဒါကတော့မေလ28ရက်နေ့သတင်းတွေနဲ့လူမှုဇနပြဝယ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ